မင်္ဂလာညချမ်းပါဧပြီလ9ရက်နေ့ည8:00နာရီညပိုင်းသတင်းတွေကိုစတင်ပြီးထားရဲထုံးလေးတင်ဆက်ပေးပါရမယ်။ဒီနေ့ညပိုင်းသတင်းတွေမှာတော့မြန်မာနိုင်ငံမှာငင်းကလေးကယ်ဆယ်ရေးအတွက်ဥရောပကော်မရှင်ကယူရို10သန်းထပ်ဆောင်းပံ့ပိုးပေးမယ်တဲ့။အင်းဝမြို့ဟောင်းမှာပြင်းထန်တဲ့ငလင်တန်းကြောင့်ရှင်ဟောင်းဖျားရှင်ဟောင်းအဆောက်အအုံ600ခန့်ပျက်စီးခဲ့တဲ့တဲ့။ မန္တလေးမြို့ပတ်လန်တလျှောက်ငလေကြောင့်ကွဲအပ်ကြေမွပျက်စီးသွားတဲ့အပိုင်းတွေကိုပြန်လည်ပြုပြင်တာတွေဆောင်ရွက်တဲ့တဲ့။မြောက်ကိုရီးယားမှာနိုင်ငံတကာမာရသွန်အပြေးပြိုင်ပွဲကို6နှစ်အတွင်းပထမဆုံးအကြိမ်ပြန်လည်ကျင်းပခဲ့တဲ့တဲ့နဲ့။အာဆင်နယ်ကို3ဂိုးပြန့်နဲ့သာရှုံးနှင်းခဲ့တာဟာကံကောင်းတယ်လို့ဘယ်လင်ဟမ်ဝန်ခံခဲ့တဲ့တဲ့။အဆရှိတဲ့တဲ့တွေကိုတင်ဆက်ပေးပါမယ်။ဦးဆောင်သတင်းဒီပုံနေနဲ့ မြန်မာနိုင်ငံမှာမြင်းကလေးကယ်ဆယ်ရေးအတွက်ဥရောပကော်မရှင်ကယူရို၁၀သန်းထပ်ဆောင်ပံ့ပိုးပေးမဲ့သတင်းကိုတင်ဆက်ပေးမှာပါမြန်မာနိုင်ငံမှာမြင်းကလေးကယ်ဆယ်ရေးအတွက်ဥရောပကော်မရှင်ကယူရို၁၀သန်းထပ်ဆောင်ပံ့ပိုးပေးမယ်လို့ထုတ်ပြန်ပါတယ် ဒီရမုံငွေဟာမြန်မာနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့ငလျင်အတွက်ဥရောပသမ္မတရဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီစုစုပေါင်းယူရို73သန်းအထိရောက်ရှိစေခဲ့ပြီး2025ခုနှစ်အတွက်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီရတာချက်ယူရို46သန်းရဲ့တစိမ့်တည်းဒေသလည်းဖြစ်တယ်လို့သိရပါဗျ။ကြိုတင်ပြင်ဆင်မှုအရေးပေါ်အစီအမံခံကွဲမှုနဲ့ညီမျှချင်းရေးရာဥရောပကော်မရှင်နာဟာဂျာလာဘက်ကဥရောပသမ္မတသည် ဤခြေကွဲဝန်내ဝယ်ကောင်းသောငလင်အပေးတွင်မြန်မာနိုင်ငံသားများနှင့်တသားရဲမြဲမြံစွာဆက်လက်ရည်တည်လျက်ရှိပါသည်ကျွန်ုပ်တို့သည်ငလင်တန်တဲ့လိုအပ်နေသောသူများထံလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကွင့်ကြီးများအမြဲဆုံးရရှိနိုင်စေရန်ဦးစားပေးကာတည်ထားဆောင်ရွက်နေပါသည်အသက်ငယ်အသက်ငယ်အကွင့်ကြီးအထောက်ပံ့များကိုဘေးကင်းစွာဖြင့်ထိထိရောက်ရောက်ပေးနိုင်စေရန်အတွက်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအဖွဲ့အစည်းများကိုအတားအဆီးမရှိဝင်ရောက်ထောက်ပံ့ခွင့်ပြုရန် တပ်ဆိုင်ရာအဖွဲ့အစည်းအလုံးအားကျွန်ုပ်တို့ထပ်မံတိုက်တွန်းလိုက်ပါသည်လို့ပြောပါရယ်။ ဥရောပနိုင်ငံသားကျွမ်းကျင်ပညာရှင်12ဦးပါဝင်တဲ့အဖွဲ့နဲ့ EU ကစက်သွေးရေးအရာရှိ2ဦးတို့ဟာလူသားချင်းစာနာထောက်ထားမှုမိဖက်အဖွဲ့အစည်းတွေနဲ့ညှိနှိုင်းဆောင်ရွက်မှုတွေမြင့်တင်ဖို့လက်ရှိမြေပြင်မှာတာဝန်ထမ်းဆောင်လျက်ရှိကြောင်း EU ဟာပထမဆုံးလူသားချင်းစာနာထောက်ထားမှုဆိုင်ရာစီမံကိန်းအဖြစ်ကိုပင်ဟေဂင်ကနေရန်ကုန်ကို EU ပိုင်အရေးကြီးသောပစ္စည်းတန်80ကိုတည်ဆောင်လာခဲ့ပြီးအခုခါ UNICEF ကကွင်းစင်းဖြန့်ဖြူးပေးနေတယ်လို့သိရပါဗျ။ဒါ့ပြင် EU ရဲ့အရေးပေါ်တုံ့ပြန်ရေးညှိနှိုင်းမှုစင်တာဟာ Copernicus အရေးပေါ်စီမံခန့်ခွဲမှုဝန်ဆောင်မှုတဆင့်စမ်းစစ်လေလာပြီးသိပ္ပံနေကြစွမ်းရည်တွေနဲ့ဝေးလံတဲ့နေရာတွေကပျက်စီးဆုံးရှုံးမှုအခြေအနေတွေကိုအကဲဖြတ်ရမှာပံပိုးကူညီလျက်ရှိကြောင်းဥရောပကော်မရှင်ကထုတ်ပြန်ထားပါတယ်။ထပ်မံမီတင်ဆက်ပေးမှာကတော့အင်းဝမြို့ဟောင်းမှာပြင်းထန်တဲ့ငလင်ထန်ကြောင့်ရှင်အောင်ဖျားရီနဲ့ရှင်အောင်အဆောက်အုံ600ခန့်ပျက်စီးခဲ့ရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အေဝမြို့ဟောင်းမှာ2025ခုနှစ်မလ28ရက်နေ့မိုးလဲပိုင်းက အလွန်ပြင်းထန်တဲ့ငလျင်လှုပ်ခတ်ခဲ့မှုကြောင့်ရှီဟောင်းဖျားရီနဲ့ရှီဟောင်းအဆောက်အုံ600ခန့်ပျက်စီးခဲ့တယ်လို့ရှီဟောင်းသူတေသနနဲ့အမျိုးသားပြရိုက်ဦးစီးဌာနအင်းဝပင်ရဌာနစိတ်ကနေသိရပါဗျ။အင်းဝမှာရှင်ရောင်ဖျားနဲ့ရှင်ရောင်အစောင်းအုံတွေငလင်ကြောင့်ပျက်စီးတာပြူရာတွေရောအတ္တာတွေရောအကုန်600ခန့်စစ်ဆေးချက်အရသိရပါတယ်။အင်းဝမှာရှင်ရောင်ဖျားနဲ့ရှင်ရောင်အစောင်းအုံတွေစုစုပေါင်းရှိတာက960ခုရှိပါတယ်လို့ဌာနစိတ်က တာဝန်ရှိသူတို့ကပြောပါတယ်။ ဈေးဒီရောဘေးကအရင်ဈေးတွေရောအကုန်ပြက်စီးကုန်နေကိုရင်တွေကပူလို့အပြင်ထွက်နေကြတဲ့အချိန်မှာဖြစ်သွားတာဆိုတော့ထိခိုက်ဒဏ်ရာနဲ့တင်ဆောင်းတာတွေမရှိပါဘူးရှေးအောင်ကတော့လာပြီးစစ်ဆေးသွားပါတယ်ကျွန်တော်တို့ကတော့ဘာမှမလုပ်ရသေးဘူးကွဲတာအတားတွေကအများကြီးမှို့ပါလို့မဟာတုတမန်အောင်ဈေးဒီကောပကဖြစ်တဲ့ကိုခင်မောင်တန်းကပြောပါတယ်အင်းဝမှာခီးသောတွေလာများတဲ့အဓိကနေရာဖြစ်တဲ့မေနူးအုပ်ကြောင်းလေးတဲ့ကြီးကြောင်း နမ်းမြင့်မျောစင်းနဲ့တခြားအဓိကနေရာတွေမှာရောငလင်ကြောင့်တော်တော်ထိပ်ပြီးပြိုတာတွေများတယ်။အင်းဝမာစီဒီဖျားအများစုမှာမပြိုတာတော့အတ္တတွေအနေငယ်ပြိုကြတာတွေပါပဲလို့အင်းဝမျိုးဟောင်းမှနေထိုင်သူအမျိုးသားတအုပ်ကပြောပါရယ်။အင်းဝမျိုးဟောင်းဟာမန္တလေးတိုင်းဒေသကြီးတရဲဦးမျိုးရဲ့မြောက်ဖက်နှစ်မိုင်လေးဖာလုံးမန္တလေးမျိုးရဲ့အနောက်တောင်ဘက်မိုင်၃၀ခန့်အကွာမှာတည်ရှိပြီးမြောက်လက်တီတို့27ဒီဂရီ50မိနစ်အရှိတ်လောင်ကြီးတို့65ဒီဂရီ58မိနစ်နဲ့ ်ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်285ပေမှာတည်ရှိပြီး AR မြစ်နဲ့ဒုထဝရီမြစ်မြင့်ငယ်မြစ်ဆုံရမှာတည်ရှိပါတယ်။အင်းဝမြို့ကိုတက်ကရက်926ခုနှစ်မှာသတို့မင်းဖြာ AD 1364 1368ကစတင်တဲ့အပိုင်းတွေကိုဧပြီလ2ရက်နေ့ကစတင်ပြီး